ဟယ်လိုအားလုံးပဲမင်္ဂလာပါအရှင် MMA ကနေမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Submission Grappling ပွဲအတွက် BJJ ဆရာတဦးဖြစ်တဲ့ Gordon Ryan နဲ့အတူလေ့ကျင့်နေတဲ့ Ryan Director ရဲ့အကြောင်းနလအသွင်းထဲမှာခပတ်စိန်ခေါ်ပွဲတစ်ပွဲနဲ့ခပတ်ကာကွယ်ပွဲတစ်ပွဲကိုထိုးတက်သွားရတော့မှဖြစ်တဲ့ Rotan ရဲ့အကြောင်း Malikin ရဲ့ပွဲက Ryan အတွက်ဘာလို့ခက်ခဲတယ်လဲဆိုတာကိုရှင်းပြလာတဲ့ဘူချက်ခါရဲ့အကြောင်း နောက်ထပ်မွေထိုင်းခပတ်လူပွဲပွဲကျန်းတဲ့ပွဲကိုထုတ်ပြန်ကြေညာလာတဲ့ One Championship ရဲ့အကြောင်းတို့ကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ One Championship ဟာဆိုရင်လာမယ့်မေလ9ရက်နေ့မှာအမေရိကန်မှာပွဲဥထွက်အနေနဲ့ကျင်းပသွားမယ့် One Fight Night တန်းပြိုင်ပွဲကြီးမှာ Rainier Director ကို Submission Grappling ပွဲတည်ပေးထားပါတယ်။သူရဲ့ပြိုင်ဘက်ဟာဆိုရင် Submission Grappling လောကမှာပုံစံကောင်းပြနေတဲ့ Thai Road လိုပဲဖြစ်ပါတယ် ိုက်ရိုတလိုဟာဆိုရင် ထိတ်တန်းပြီးကြီးကြီးသမားတအူးဖြစ်ပြီးတော့မနစ်က ADCC ပြိုင်ပွဲမှာလည်းပဲပိုဆွဲနိုင်ခဲ့ပါတယ်။ One Championship ကနာမည်ကျော် Grappling သမားတအူးဖြစ်တဲ့ Gary Tono ကိုတော့မှအနိုင်ယူပြထားပါတယ်။ဒါကြောင့်ဒီပွဲကလည်း Rania Duraita အတွက်လွယ်ကူမှာမဟုတ်ဘူးလို့အားလုံးကသုံးသပ်နေကြပါတယ်။ไทโรโดโลฮาဆိုရင် BJJ လောကရဲ့ကဏ္ဍဝင်ကြီးဖြစ်တဲ့ Andre Gavao ရဲ့တပည့်ကြီးဖြစ်ပါတယ်။ အန်ဒရီဂါဗာအိုဆိုတာကတော့မနစ်တုန်းကရန်နီယာဒူရိုက်တာနဲ့ဆက်မင်းရှင်ဂရက်ဖလင်းမှာကစားခဲ့တဲ့သူပါရန်နီယာဒူရိုက်တာဟာဆိုရင်ထိုက်ရိုသလိုနဲ့ပွဲအတွက်ပြင်ဆင်မှုအနေနဲ့ BJJ လောကရဲ့နာမည်ကြီးဖိုက်တာတစ်ဦးဖြစ်တဲ့ဂေါဒွန်ရိုင်ယန်နဲ့လေ့ကျင့်နေပါတယ်ဂေါဒွန်ရိုင်ယန်ဟာဆိုရင် အန်ဒရီကာဗာအိုကိုတောင်မှအနိုင်ယူခဲ့တဲ့သူတဦးပဲဖြစ်ပါတယ်။သူဟာဆိုရင်ဝမ်ချန်ပီယံရှစ်နဲ့လဲစာချုပ်ချုပ်ခဲ့ပူပါတယ်။ဒါပေမဲ့ကျမ်းမာရေးအခြေအနေကြောင့်သပွဲမှမကစားခဲ့ရပါဘူး။သူကျမ်းမာရေးပြန်ကောင်းလာတဲ့အချိန်မှာဝမ်ချန်ပီယံရှစ်နဲ့စာချုပ်ဖြတ်သိမ်းလိုက်ပြီးဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။သတင်းတွေအရတော့တားမြစ်ဆေးပြဿနာကြောင်းလို့သိရပါတယ်။ ဂေါ်ဒွန်ရိုင်ယန်ဟာဆိုရင်လက်ရှိ BGG လောကရဲ့အကောင်းဆုံးကစားသမားတစ်ဦးလို့တောင်ပြောလို့ရပါတယ်။ Submission Grappling ပြိုင်ပွဲတွေထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့ ADCC ပြိုင်ပွဲမှာ၅ချိန်အထိချန်ပီယံဖြစ်ထားသလို IBJJF ပြိုင်ပွဲမှာဆိုရင်လည်း၅ချိန်ချန်ပီယံဖြစ်ထားပါတယ်။ဒါတွေတင်မကတွေပဲနဲ့တခြားစုတစိတ်တွေလည်းအမြောက်အများရရှိထားပါသေးတယ်။ Gordon Ryan ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့ ADCC 2022ပြိုင်ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးစွမ်းဆောင်ရည်ကောင်းတွေနဲ့ပြသနိုင်ခဲ့ပါတယ်။အထူးပွဲစဉ်မှာဆိုရင် Andre Gavao ကိုအသာစီးယူကစားပြခဲ့ပြီးအချိန်ပြည့်ဖို့၄မိနစ်လောက်အလိုမှာပဲ Rare Nick Chon နဲ့ပွဲသိမ်းကချန်ပီယံဖြစ်ခဲ့ပါတယ်။ဒီလိုဖိုက်တာမျိုးနဲ့လေ့ကျင့်နေတာကတော့ Rania Di Rita အတွက်အထောက်အကူဖြစ်စေမှာတော့သိချပါတယ်။ ဒါပေမဲ့အရွယ်လေးငယ်သေးသလိုလင်မြန်မှုနဲ့ grappling ပညာပိုင်းတွေမှာပိုတာနေတဲ့ thyroid တို့လိုကို ရှင်နိုင်ပါမလားဆိုတာကတော့အဆောင်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့နလအတွင်းထဲမှာခပတ်ကာကွယ်ပွဲတပွဲနဲ့ခပတ်စိန်ခေါ်ပွဲတပွဲကိုကျင်းပရတော့မှာဖြစ်တဲ့ rotan ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါ။တန်မနီ rotan ဆိုပြီးနာမည်ကြီးနေတဲ့ rotan ဟာဆိုရင် one championship မှာပုံရိပ်မြင့်မာတဲ့ muay thai fighter တဦးပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာသူ့ရဲ့ပြည်တပ်အခိုင်အမာရှိသလိုသူထိုးတက်ခဲ့တဲ့ပွဲတွေကလည်းသူ့ရဲ့မာကုံကြောင့်လူကြည့်များပါတယ်။ဒါကြောင့်ဝမ်ချန်ပီယံရှစ်ကလည်းသူ့ကိုမျက်နှာသာပေးပါတယ်။ရော့တန်ဟာဆိုရင် ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့1596မှာတရုတ်ဖိုင်တာရီဘူးနဲ့ကစ်ပေါင်းစင်ပွဲထိုးတက်ခဲ့ပြီးတော့အမတ်အပြတ်အသတ်နဲ့အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီရဲ့ပွဲအပြီးမှာပဲရော်တန်ဟာဆိုရင်သူ့ကိုကစ်ပေါင်းစင်ခပတ်လူပွဲတည်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ One Championship ကလည်းရော်တန်ရဲ့တောင်းဆိုမှုကိုလိုက်ရောပြီးလာမယ့် match လာမှာကျင်းပမယ့် One Five Night Seven ပြိုင်ပွဲမှာကစ်ပေါင်းစင်ခပတ်လူပွဲတည်ပေးလိုက်ပါတယ်။လက်ရှိ Flyweight ကစ်ပေါင်းစင် Champion Super Latin ကနေမှခပတ်စင်ခေါ်သွားရမှာဖြစ်ပါတယ်။ဒါတင်မကသေးပဲနဲ့ One Championship ဟာဆိုရင် လာမယ့်မေလမှာအမေရိကန်မှာကျင်းပမယ့်15 night တန်းပြိုင်ပွဲမှာလည်းရော့တန်ကိုပွဲတည်ပေးလိုက်ပြန်ပါတယ်။သူ့ရဲ့မွေထိုင်းခပတ်ကိုကာကွယ်သွားရမှာဖြစ်ပြီးပြိုင်ဘက်ကတော့ Edgar Tabrez ပဲဖြစ်ပါတယ်။ Edgar Tabrez ဟာဆိုရင် အသက်28နှစ်အရွယ်မက္ကဆီကိုနိုင်ငံသားမွေထိုင်းဖိုင်တာတဦးပဲဖြစ်ပါတယ်။ WBC ရဲ့နိုင်ငံတကာမွေထိုင်းချန်ပီယံခပတ်ကို ပထမဆုံးစုခူးနိုင်ခဲ့တဲ့ဖိုင်တာတဦးဆိုရင်လည်းမမားပါဘူး။ သူဟာဆိုရင်ကြမ်းတမ်းတဲ့ striking ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ fighter လေးဖြစ်ပါတယ်။ရော်ထန်းရဲ့မာကွန်ကိုတောင်မှဆန်းစစ်သွားမယ်လို့တောင်ဆိုရမှာဖြစ်ပါတယ်။အဲဒါကြောင့်ရော်ထန်းအနေနဲ့နလအတွင်းမှာခပတ်ကာကွယ်ပွဲရောခပတ်လူပွဲကိုပါထိုးတက်သွားရမှာဖြစ်ပါတယ်။အဖွဲစည်းတော်တော်များများမှာတပွဲမပြီးသေးခင်အခုလိုတပွဲထပ်တည်ပေးတာမျိုးကတော့ရှားပါတယ်။ One Championship ကအမေရိကန်ပွဲဥထွက်ကိုအများကြီးမျှော်မှန်းထားတာကြောင့်အခုလိုပွဲတည်ပေးလာတာပဲဖြစ်ပါတယ်။ ခေဘောက်စင်းချန်ပီယံစူပါလက်ကလည်းစွမ်းဆောင်ရည်ကောင်းတဲ့ဖိုက်တာတဦးဖြစ်ပြီးတော့ဤစနစ်ကောင်းသလို Rich ကလည်း Rotan ထက်တာပါပဲ။ဒါကြောင့်စူပါလက်နဲ့ပွဲမှာတင် Rotan တယောက်ရုန်းကန်ရနိုင်တယ်လို့အားလုံးကသုံးသပ်နေကြပါတယ်။မလအတွင်ထဲမှာပဲနှစ်ပွဲထိုးဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။တကယ်လို့စူပါလက်နဲ့ပွဲမှာဒဏ်ရာရသွားခဲ့ရင် American ပွဲမှာပါဝင်နိုင်တော့မှာမဟုတ်ပဲနဲ့ Edgar Tavares နဲ့ပွဲကိုဖျက်သိမ်းရမှာပါ။ ရော်တန်းတယောက်ကစ်ဘောက်စင်ခပတ်ကိုရယူပြီးမွေထိုင်းခပတ်လဲကာကွယ်ကအာကစားနှမျိုးရဲ့ချန်ပီယံဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်အောင်ပါပါဆက်လက်ပြီးတော့မာလီခင်ရဲ့ပွဲကရန်နီယာအတွက်ဘာလို့ခက်ခဲတယ်လဲဆိုတာကိုရှင်းပြလာတဲ့ဘူချခါရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာဆိုရင်တော့ရန်နီယာဒူရိုက်တာနဲ့အနာတိုလီမာလီခင်တို့ဟာဆိုရင်လိုက်ဟက်ဗီဝေးခပတ်လူပွဲအဖြစ်ထိုးတက်ခဲ့ကြပါတယ် ဒီပွဲမှာဆိုရင်ဝိတ်တန်းတစ်ခုရဲ့ချန်ပီယံလီအိုရိုင်းနီယာတယောက်မထင်မှတ်ထားတဲ့ပုံစံနဲ့ပထမအချိန်မှာတင်အလဲထိုးခံလိုက်ရပါတယ်။ရိုင်းနီယာဒီရိုက်တာကတော့သူ့ရဲ့ပုံစံအတိုင်းပဲဝင်လုံးဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့အနာတိုလီမာလီခင်ကအလုံးအထည်တာနေတယ်လို့နပန်းနောက်ခံလဲရှိတာကြောင့်ရိုင်းနီယာရဲ့ထိတ်တောင်းတွေကအလုံးမဖြစ်ခဲ့ပဲနဲ့အနာတိုလီမာလီခင်ကပဲကာကွယ်သွားနိုင်ခဲ့တာပါ ဝင်လုံးတာအဆင်မပြေပဲရှင်ထိုးကြတဲ့အခါမှာတော့ရိုင်နီယာဒီရိုက်တာတယောက်ဘလို့မှမရှင်ထိုးနိုင်တော့ပဲမာလီခင်ရဲ့အသွဲလုံးတွေကြောင့် knock down ကျနေချိန် hammer fist တွေထက်ကြွေးခံလိုက်ရပြီးအလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်ရိုင်နီယာဒီရိုက်တာတယောက်ဟာဆိုရင်ပထမဆုံးရှုံးပွဲမှာတင် ရုပ်ပျက်စင်းပျက်ဖြစ်ခဲ့ရပါတယ် one championship က bjj ဆရာတအုပ်ဖြစ်တဲ့ marcus ameida ခေါ် ဦးချက်ခါကတော့ဒီပွဲမှာရိုင်းနီယာတယောက်ဘာကြောင့်ရုန်းကန်ခဲ့ရတယ်လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ပြီးကြည်ချင်းမှာက ပုံစံမျိုးစုံရှိပါတယ်။ရိုင်းနီယာဒူရိုက်တာကဂျူတိုစတိုင်ကိုတုံးခဲ့တာပါ။ဒါကကျွန်တော်တို့နဲ့မတူပါဘူး။သူက body lock အဓိကယူလေးရှိပါတယ်။ဒါပေမဲ့အရက်ပူပူနဲ့တဖက်ပြိုင်ဘက်မာလီခင်ကတော့သူ့ထပ်ပို့ပြီးတော့တန်မာနေပါဗျ။ဒီတော့ body lock ယူဖို့ကအဆင်မပြေခဲ့ပါဘူး။ ဒါကြောင့်သူအဲ့ဒီပွဲမှာရုန်းကန်ခဲ့ရတာပါကျွန်တော်အထင်နဲ့တော့သူတတိယအချီလောက်မှ game plan ပြောင်းဖို့စဉ်းစားထားပုံရပါတယ်ဒါပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီမာလီခင်ကသူ့ကိုပထမအချီမှာတင်အလဲထိုးသွားခဲ့ပါတယ်လို့ဘူချခါကပြောသွားခဲ့ပါတယ်ရိုင်းနီယာဒီရိုက်တာဟာဆိုရင် take down defense ပိုင်းအားနည်းတဲ့ fighter တွေနဲ့တွေ့တာကြောင့်သူ့ရဲ့ BGG စွမ်းရည်တွေနဲ့အလုပ်ဖြစ်နေခဲ့တာပါဒါပေမဲ့သူ့ရဲ့ BGG ဘိုင်းကလိုအပ်ချက်တွေရှိနေသေးတာကိုတွေ့ရပါတယ် ဒီပွဲဟာဆိုရင် အောင်လာအတွက်လည်းတာရကယူရမယ့်ပွဲပါ အောင်လာအနေနဲ့ take down defense ပိုင်းကောင်းကောင်းနဲ့ရှင်ထိုးနိုင်ရင် Rainia ကိုအနိုင်ယူဖို့မခက်ပါဘူးဆက်လက်ပြီးတော့နောက်ထပ်မွေထိုင်းကပတ်လူပွဲပွဲချမ်းတစ်ပွဲကိုထုတ်ပြန်ကြေညာလာတဲ့ One Championship ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါ One Championship ဟာဆိုရင်2023ခုနှစ်ထဲမှာမွေထိုင်းဘက်ကိုအစင်းမြင့်တင်မယ်လို့ပြောထားပါတယ်ပထမဆုံးအနေနဲ့ဒေါ်လာတစ်တန်းစုချပေးမယ် မွေထိုင်းအလွတ်တန်းပြိုင်ပွဲကြီးကိုချပြထားပါတယ်။ဒါအပြင် event style လို့လို့မှာလဲမွေထိုင်းချန်ပီယံခပတ်လူပွဲတွေကိုပွဲတည်ပေးနေပါတယ်။အခုလဲမွေထိုင်းခပတ်လူပွဲနှစ်ပွဲကိုထပ်ပြီးတော့ချပြလာပါတယ်။ပထမတစ်ပွဲကတော့ Noah O နဲ့ Jonathan Hagerty တို့ရဲ့ Veteran Weight မွေထိုင်းချန်ပီယံလူပွဲဖြစ်ပါတယ်။နောင်အိုဟာဆိုရင်ဝမ်ချန်ပီယံရှစ်ရဲ့ဘယ်ဒန်ဝိတ်တန်းမှာမြင်းမူနေတဲ့မွေထိုင်းဖိုက်တာတအုပ်ဖြစ်ပြီးတော့ ပွဲစဉ်ပေါင်း၁၀ပွဲထိုးတက်ထားရမှာ၁၀ပွဲလုံးရှုံးပွဲမရှိထားသလို၅ပွဲစတိုက်အထိကိုလည်းပွဲသိမ်းပြထားပါတယ်။နောက်ဆုံးထိုးတက်ထားတဲ့ပွဲကတော့ One Friday 5-1မှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာလည်း Everdi Ramanzano ကိုအလဲထိုးပြီးသူ့ရဲ့ Baden Weight ခပတ်ကိုကာကွယ်ပြထားနိုင်ခဲ့ပါတယ်။နောက်အိုဟာဆိုရင်သူ့ရဲ့ Champion ခပတ်ကို9ကြိမ်မြောက်စတိုက်ကာကွယ်ပြထားပြီး ါကတော့သူ့ရဲ့ရှစ်ကြိမ်မြောက်ခပတ်ကာကွယ်ပွဲပဲဖြစ်ပါတယ်။ Jonathan Hagerty ကတော့ One Championship ရဲ့ Flyweight မွေထိုင်းချန်ပီယံဟောင်းတူဖြစ်ပါတယ်။ Flyweight တန်းမှာရော်တက်မင်းမူလာတာကြောင့်သူ့အနေနဲ့တော့ချန်ပီယံဖြစ်ဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ရော်တက်နဲ့နှစ်ကြိမ်ဆက်တိုက်ထိုးတက်ခဲ့ပေမဲ့လည်းနှစ်ကြိမ်လုံးရှုံးနေခဲ့ရပါတယ်။ဒါကြောင့်သူ့အနေနဲ့ Baden Weight တန်းကိုတတ်လာတာပါ။ ဘယ်တန်ဝိတ်တန်းမှာ၃ပွဲဆက်အနိုင်ရပြီးတဲ့နောက်ပိုင်းမှာအခုလိုခပ်ပလူခွင့်ရလာခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးပွဲမှာတော့ Vladimir Kuzmin နဲ့အကြိတ်အနယ်ထိုးတက်ခဲ့ပြီး split decision နဲ့ကတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နောင်အိုဟာဆိုရင်ဝါရင်ဖိုက်တာဖြစ်ပြီးလက်ရှိချိန်အထိလည်းစွမ်းဆောင်ရည်ကကောင်းနေစေပဲဖြစ်ပါတယ်။ဂျော်နာသန်ဟာဂါဒီကလည်းဖိုက်တာကောင်းတဲ့ဦးဆိုပေမဲ့လည်းနောင်အိုကိုရှင်ဖို့တော့မလွယ်ကူပါဘူး။ ဘယ်တန်ဝိတ်တန်းကနောင်အိုပုံမှန်ထိုးနေကြဝိတ်တန်လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာဆိုရင်လည်းနောင်အိုပဲအသာစီးရသွားဖို့များပါတယ်။ stand fight ကြိုက်တဲ့ပရိတ်သတ်တွေကြည်တင်တဲ့ပွဲကောင်းတဲ့ပွဲပါ။နောက်ထပ်ပွဲတစ်ပွဲကတော့ region era စနဲ့ thing summit တို့ရဲ့ lightweight မွေထိုင်းခပတ်လူပွဲပဲဖြစ်ပါတယ်။ region era စက lightweight မွေထိုင်း လိုင်ဝေးကစ်ဘောက်ဆင်းစတဲ့အာကစားနည်းနှမျိုးရဲ့ချန်ပီယံဖြစ်ပြီး စိန်းစာမတ်ကသူ့ရဲ့ခပတ်ကိုစိန်ခေါ်ထိုးတက်သွားမှာဖြစ်ပါတယ်။ Region Era ဆဲဟာဆိုရင် ပြီးခဲ့တဲ့အောက်တိုဘာလမှာကျင်းပတဲ့ One on Prime Video 3မှာစိန်းစာမတ်ကို အနိုင်ယူပြီးလိုင်ဝေးမွေထိုင်းချန်ပီယံဖြစ်လာတာပါ။ဒါကြောင့်ဒီပွဲကသူတို့နှစ်ဦးရဲ့မကြီးပွဲဖြစ်ပါတယ်။ပထမအကြိမ်တွေ့ဆုံတဲ့ချိန်တုန်းကအကြိမ်အနယ်ရှိခဲ့ပြီးတော့ ရဂျန်အီရာဆယ်က split decision နဲ့ကပ်ပြီးတော့အနိုင်ရခဲ့တာပါ သူတို့နှစ်ဦးရဲ့မကြည်ပွဲကလည်းအကျိတ်နယ်ရှိလာအောင်ပါပါရဂျန်အီရာဆယ်ကပဲအနိုင်ရပြီးကစားနည်းနှမျိုးရဲ့ champion ဆက်ဖြစ်မလားဒါမှမဟုတ်စင်ဆာမတ်ကပဲ lightweight မွေထိုင်း champion ဖြစ်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာပါ ဟုတ်ကဲ့ပါဗျာနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးရတာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးသွားကြတဲ့ပရိသတ်တို့အချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားပေးတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe အပြင် share ပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့